9ရက်ကထိုင်းမလေးရှားနယ်စပ်အနီးဆက်လက်ဒဇင်းနှမြုပ်ခဲ့လို့လူရနဲ့ချီပြောက်ဆုံးခဲ့ပြီးအသက်ရှင်သူ10ဦးနဲ့အလောင်းတလောင်းသာပြန်ရခဲ့တယ်လို့မလေးရှားပင်လယ်ရေကြောင်းအာဏာပိုင်ဖွဲ့ကပြောပါရယ်လူ300လောက်တင်ဆောင်ပြီးမြန်မာနိုင်ငံဘူတီတောင်မြို့ကနေထွက်ခွာလာတဲ့အဲ့ဒီဆက်လက်နှမြုပ်ပြီးနောက်3ရက်အကြာမှာပင်လယ်ပြင်မှာလောင်းတွေကိုတွေ့ရှိနိုင်တယ်လို့မလေးရှားပင်လယ်ရေကြောင်းအာဏာပိုင်ဖွဲ့ညွှန်ကြားရေးမှူးဘူဂျုံကြီးရွမ်လီမူစတာဖန်ကပြောပါရယ် လန်ကာဝီကျွန်းလွန်ရေပိုင်နက်တွင်တွေ့ရှိခဲ့ရတဲ့အသက်ရှင်သူတွေထဲမှာမြန်မာမျိုးသား၃ဦး၊ရိုဟင်ဂျာမျိုးသား၂ဦးနဲ့ဘင်္ဂလားဒေ့ရှ်မျိုးသား၂ဦးကိုပါဝင်ပြီးသေဆုံးသူမှာရိုဟင်ဂျာမျိုးသမီးဖြစ်တယ်လို့မလေးရှားနိုင်ငံပိုင်သတင်းဌာနဘီနောင်းမားကဖော်ပြပါရယ်။ရိုဟင်ဂျာတွေဟာတောင်အရှဒေသကနေနိုင်ငံသားတွေလို့သတ်မှတ်ခံရပြီးနိုင်ငံသားဖြစ်ခွင့်ငင်းဆန်ခံရပြီးအလွဲသုံးစားလုပ်ခံရမှုကြောင့်မြန်မာနိုင်ငံကနေအလင်းသင်းလို့ထွက်ပြေးကြပါရယ်။ မလေးရှားနိုင်ငံကိုလာတဲ့အဲဒီဆက်လီဟာထိုင်းမလေးရှားနယ်စပ်အရောက်မှာအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုရှောင်ရှားဖို့လေဘောပါသူတွေကိုလှင်ငယ်သုံးစင်းမော်ခွဲပြီးတည်ဆောင်ခဲ့တာလို့သိရပါတယ်။အခြားလှင်နှစင်းရဲ့အခြေအနေကိုမသိရသေးပဲရှာဖွေရင်းနဲ့ကယ်ဆယ်ရေးမစ်ရှင်တွေကိုဆောင်ရွက်နေတယ်လို့မလေးရှားအာဏာပိုင်တွေကပြောပါတယ်။ မုန်တိုင်းဖန်ပေါင်းကစူပါတိုင်ဖွန်းမုန်တိုင်းဖြစ်အချိန်ပြင်းလာတာကြောင့်ဖိလစ်ပိုင်ဆိုးရွားကရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေကဒေသခံပြည်သူတသိန်းကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်းကြောင့်နေပြင်းတိုက်ခတ်မှုမိုးသည်ထန်မှုနဲ့ရေကြီးရေလျှံမှုတွေဖြစ်လာနိုင်လို့ပြည်သူတွေသတိထားကြဖို့ဖိလစ်ပိုင်ဆိုးရွားကတိုက်တွန်းထားပါတယ်။မုန်တိုင်းသတိပေးချက်ကိုလူဆောင်ကျွန်းပောင်ဝင်ရှေ့ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာသတိပေးချက်အဆင့်၅အထိအမြင့်ဆုံးအဆင့်တိုးမြင့်ခဲ့ပြီး မနီလာမြို့တော်နဲ့နီနာဝင်းကျင်မှာသတိပေးချက်အဆင့်3ထိသတ်မှတ်ထားပါရယ်။လေတိုင်နှုန်းဟာတနအီ185ကီလိုမီတာအထိရောက်ရှိလာခဲ့ပြီးဖိလစ်ပိုင်မှာဥဝန်လို့ခေါ်တဲ့စူပါတိုင်ဖွန်းမုန်တိုင်းဖန်ဝေါဟာအစောဆုံးနိုဝင်ဘာ9ရက်မှာလူဆုံးကျွန်းလယ်ပိုင်းရှိအော်ရိုရာပြည်နယ်မှာဝင်ရောက်တိုက်ခတ်မယ်လို့ခန့်မှန်းထားပါရယ်။မုန်တိုင်းဝင်ရောက်လာမှုကြောင့်ပြည်ရင်းပြည်ပလေချောင်းခီးစဉ်300ကျော်ကိုဖျက်သိမ်းခဲ့တယ်လို့လေချောင်းပို့ဆောင်ရေးဌာနကပြောပါရယ် လူ204ဦးသေဆုံးခဲ့တဲ့တိုင်ဖွန်းမွန်တိုင်းကဲမာဂီဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ကာဗီယက်နမ်နိုင်ငံကိုမှွေနှောက်သွားပြီးတဲ့နောက်ရန်နေငယ်ကြောင်မှာစူပါတိုင်ဖွန်းမွန်တိုင်းဖန်ဝေါင်ဖိလစ်ပိုင်ကိုဝင်ရောက်လာတာပါ